မင်္ဂလာပါခင်ဗျာအာကျွန်တော်တို့ဒီအနုပညာလောကကိုစပြီးရဝင်ရောက်ပြီးတော့အာစူးစမ်းခြင်းအချိန်ကာလတည်းကတရဖူနဲ့ကျွန်တော်တို့အတူတူလက်တွဲခဲ့ပါတယ်တရဖူမဂ္ဂဇင်းပေါ့နော်အဲဒီကမှတရဖူမဂ္ဂဇင်းကထွက်လာတဲ့ဒီကျမ်းမာရေးမဂ္ဂဇင်းတွေမှာလည်းကျွန်တော်တို့တွေထပ်ပြီးတော့ဟိုမျက်နှာဖုံးတွေရိုက်တယ်ဟိုပရိသတ်တွေအတွက်ကိုတင်ဆက်ခဲ့တာအများကြီးပါပဲတရဖူကမမေ့ရရှိတာတော့တရဖူမဂ္ဂဇင်းကိုတတိထားမိတာကသူက ဟိုအเจ้าရလေးတွေလည်းကောင်းတယ်ပြီးတော့တင်ဆက်ပုံလေးတွေလည်းကောင်းတယ်နောက်ပိုင်းသူက Mr. and Mrs. Smith ဆို Mr. and Mrs. Crown ဆိုပြီးတော့အဲ့လိုရွေးချယ်တဲ့ကန္နာလေးတွေလည်းပါလာတော့တော်တော်ဖူကိုပို့ပြီးတော့ပြည်သက်တရားအပိုစိတ်ဝင်စားမှုများလာရပါတော့အဲ့လိုအဲ့လိုနဲ့ပဲလက်တွဲလာရင်လည်းအခုကျွန်တော်တို့တွေဒီမြန်မာခေတ်ကာလဒီ21ရာစုနောက်ပိုင်းထိကိုရောက်သွားပြီးတော့2017ထိဟိုတရဖူကအဲဒီဘာလို့ပြောမလဲတောင်းခံလာခဲ့ပြီးတော့ဒီစူးစမ်းလာခဲ့တာဆိုရင် တော်တော်ကြီးနှစ်ပေါင်းများကြီးပေါ့နော်အခုလိုနှစ်ပေါင်းများသာရက်တီလာနိုင်တဲ့မဂဇင်တို့နဲ့အခုလိုရေရှည်လက်တွဲခွင့်ရတဲ့အထူးပဲဝမ်းသာပါတယ်ဟိုကျေးဇူးလည်းတင်ပါတယ်တရဖူမဂဇင်ဒီတက်ပို့ပြီးအောင်မြင်ပါစေလို့လည်းကျွန်တော်အမှုပညာရှင်တယောက်အနေနဲ့ထပ်မံပြီးတော့ဆုတောင်းပေးပါတယ်ခင်ဗျအဲတော့တရဖူနဲ့ကျွန်တော်တို့ကလက်တွဲညီခဲ့တာနှစ်ပေါင်းမနည်းတော့ဘူးဆိုတော့လေအားလုံးအောင်မြင်စေချင်တယ်ခင်ဗျအဲတော့တရဖူမဂဇင်ဒီတက်မကအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီအမှုပညာလောကရဲ့ဆရာရော စင်ကာလာစပြီးတော့ကျွန်တော်တို့တချင်းတချင်းလဲရေးတာဆိုတော့လေအာကြပြလဲရေးတာဆိုတော့စာပေတွေများများဖတ်တယ်ခင်ဗျာစာပေတွေဖတ်တဲ့အချိန်မှာမဂ္ဂဇင်းတွေလည်းဖတ်ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ခေတ်ကအာ internet ဒီဘာကြီးကအလောက်ဒီခေတ်မစားတော့ဟိုလိလာတဲ့အရာတဲ့ site တွေကလည်းနည်းတော့လေအဲ့တုန်းကမဂ္ဂဇင်းတွေကတဆင့်ဘာသာပြန်ထားတဲ့ fashion style တွေသူတို့ရဲ့သတင်းတွေကိုကျွန်တော်ဖတ်ခဲ့ရတယ်ပြီးတော့ တချို့တခြားပညာပေးဟိုကြပြာစာအုပ်တွေစာပေစာစုတွေဝိတ္ထုတွေအများကြီးဖတ်ခဲ့ရတာပါเนาะကျွန်တော်တို့ကအချင်းကြီးတာဝါသနာပါတဲ့အတွက်စာဖတ်တာလည်းဝါသနာပါတယ်ငငယ်တည်းကဟိုကိုမသိတဲ့အကြောင်းအရာတွေကိုအဲ့လိုစာအုပ်စာပေရပဲကျွန်တော်တို့ရလေ့လာပြီးတော့ဖတ်ရှုခဲ့ရတာဆိုတော့လေစာစာဖတ်တဲ့ချင်းကလည်းအခုထိရှိတော့မခင်ဗျာအဲ့ဒီမှာလည်း မဂဇင်းနေပန်နဲ့လဲစာတရဖူနဲ့လဲအဲ့လိုရင်းနှီးပြီးတော့တရဖူမဂဇင်းအတွက်လဲရိုက်ပြခဲ့တဲ့လူပညာရှင်တွေဖြစ်လာခဲ့တယ်ပေါ့အရင်တည်းကစာဖတ်တာကောင်းပါတယ်စာဖတ်ဝါဒနာပါတာတော့ဒါမှန်းမ်းပြောရင်တော့ဒါယောက်ျားလေးအနေနဲ့ကတော့ပြင်းတာပေါ့နော်ဟိုအချိန်ပေးရအတွက်လဲတိတ်မဖတ်ချင်ဘူးပေါ့အများသောအားဖြင့်အများစုကတော့ဒါပေမဲ့ကျွန်တော်တို့ရဲ့ငကိုမူလရှင်ဆွဲဝါဒနာ hobby ကဒီဒီစာဖတ်တဲ့ဝါဒနာပါတဲ့အတွက်စာတွေများများဖတ်တယ်ဘာလို့တချင်းရေးတဲ့ကြပြာရေးတဲ့ နောက်ပြီးတော့အနုလစာပေတွေကိုတင်ဆက်တဲ့အနုပညာရှင်တယောက်ဖြစ်တဲ့အတွက်ဒီလိုစာပေတွေနဲ့တော့မဆိုင်ပါဘူးအဲ့တော့စာပေတွေကိုမြန်မြန်ဖတ်တာကတော့ကိုဘွားတလန်အတွက်အများကြီးကျိုးရှိပါတယ်လို့ပြောချင်ပါတယ်ဟိုစာပေကိုချို့ကြတော့လေဒီ ground မှာဒီလက်တွေ့ပေါ့နော်ဟိုစာအုပ်တွေဝေဖတ်တာရှိလို့ချို့ကြတော့ e ပေါ့နော် ebook တွေလည်းဖတ်ကြတယ်ဘယ်လိုပဲဖြစ်ဖြစ်ပါဒါတိုးတက်နေတဲ့ကမ္ဘာကြီးမှာ digital နီးနဲ့ရော physical နီးနဲ့ရောအခုချိန်မှာဘယ်သူမှဟိုဟိုရှောင်လဲလို့မရဘူးပေါ့နော် စာဖတ်တဲ့ လေ့ကျင့်ရတော့ကောင်းပါအဲ့တော့မဂ္ဂဇင်းတွေမှာပါတဲ့ဝတ္ထုတိုလေးတွေကြပြားလေးတွေဆိုကျွန်တော်အရင်ကြိုက်တယ်ကျွန်တော်အားအားလေးလည်းဖတ်တယ်အဲ့တော့တော်တော်များများဖတ်ဖြစ်ပါတယ်ခုချိန်ထိနံပါတ်ကြီးကျွန်တော်တို့ရဲ့ဆရာသမားတွေရဲ့ဒီစာပေတွေပေါ့နော်ဒါမင်းဝေးနော်ဂျူးတို့နော်အများကြီးပါပဲအဲ့လူပညာရှင်တွေနောက်ပြီးတော့ဆရာဟိုပေါ့ ဟိုအများကြီးပဲကျွန်တော်ဖတ်တာတွေကတော့တယောက်ချင်းစီတော့မပြောတော့ပါဘူးအဲကျွန်တော်တော့ကောင်းတာတွေ့ရင်ကျွန်တော်စိတ်ဝင်စားတဲ့ဟာတွေ့ရင်နာမည်ကြီးကြီးမကြီးကြီးအကုန်လုံးဖတ်တာပဲအဲ့ဒီရရတဲ့အကျိုးကျေးဇူးတွေကအခုတချင်းကောင်းတွေရေးနိုင်တယ်ကြပြားလေးတွေရေးနိုင်တယ်အဲ့လိုဘယ်လိုပြောမလဲဟို စာစာစီစာကောင်းလေးတွေကိုစာစီကောင်းနိုင်တယ်ပေါ့နော်ငငယ်လေးကလည်းစာမျိုးဝဲဖြစ်ရင်စာစီစာကောင်းလေးရမယ်ဆိုတိတ်ပြောတာဘာလို့ဆိုတော့ကျွန်တော်တို့ for တာပေါ့အရင်ကဟိုတစားစင်ပြီးတော့ကွတ်တာပေါ့ဒီစာစီစာကောင်းကြီးကိုမေးမေးရဲ့တားတာအဲ့လိုဟိုကျွန်တော်တို့ရဲ့ပြည်တော်စုပေါ့အဲ့လိုတွေပေါ့အရင်ကကွတ်တာအဲ့လိုစာစီရတာလည်းတိတ်ပြီးတော့ဝါသနာပါတဲ့အတွက်စာဖတ်တာကတော့ကျွန်တော်တော်တော်အရင်ကကောင်းတဲ့အလေးထားတစ်ခုပါကျွန်တော်တို့ဖိုးမဖြတ်နိုင်နဲ့ဒါအခြေတစ်ခုပါပဲလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့အခွေကနှစ်တိုင်းဟိုတစ်နှစ်ကိုတစ်ခွေပုံမှန်နှားထောင်အောင်ပါအခု2018 2019တဲ့မှာတော့ဒီကျွန်တော်ရဲ့ဒီဘာ တကူတော်ခွေနောက်ဆုံးထွက်ထားတဲ့ရှစ်ခွေမြောက် album အောင်မြင်မှုခီးစဉ်ဆိုတဲ့ခွေကိုထွက်ခဲ့ပြီးပါပြီအဲ့ဒီရဲ့ MTV ကိုမကြမီ online ကနေတဆင့်ကျွန်တော်နဲ့ရင်းနှီးတဲ့ site တွေကျွန်တော်နဲ့ရင်းနှီးတဲ့ page တွေကနေပြီးတော့ပရိသတ်တွေအားလုံးစီကိုအရောက်ပို့ပေးมาဖြစ်ပါတယ်အရောက်တင်ဆက်ပေးมาဖြစ်ပါတယ်အဲ့တော့ MTV တွေက current ဖြစ်တဲ့ပေါ်မှာမူတည်ပြီးတော့တပုတ်ပြီးတပုတ်ပရိသတ်တွေထံအောင်ရောက် ရောက်ရှိမှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်။အဲ2018ထဲမှာတော့ကျွန်တော်ရဲ့တကူတော်ကိုကိုကိုွေမြောက်အဘန်အစ်စ်ပေါ့နော်။ခေါင်းစဉ်ကတော့ကျွန်တော်မပြောသေးပါဘူးစောပါသေးတယ်။ဂျားထဲမှာဒီနှစ်2019ထဲမှာတော့အဲ MTV လာမယ်။ပြီးရင်နှင်းစီကျွန်တော်တို့နှစ်တိုင်းကတဲ့တနေ့တပွဲပုံမှန်ကတဲ့နှင်းစီနှင်းစီ9ယောက်ကမယ်။ပြီးတော့ကျွန်တော်တို့ခီးထွက်မယ်။ကျွန်တော်ကျွန်တော်ရဲ့ရုပ်ရှင်ကားရဲ့ဒီနှစ်ထဲမှာစပြီးတော့တင်ပါတော့မယ်။ရုပ်ရှင်ကား တော့လောတုံးကားလောက်တော့တေးကြတယ်ဒီဇင်ဘာမကူးခင်ထိရုပ်ရှင်ကားတုံးကားလောက်တင်ပါမယ်ပြီးရင်နောက်2018ထဲမှာတော့ကျွန်တော်ရဲ့ကိုယ့်ွေမျိုး album ထပ်ထွက်မယ်ဒီနှစ်ထဲမှာလည်းနောက်ကျွန်တော်ရဲ့ one man show ရှိပါတယ် one man show ဆိုတော့ပရိသတ်တွေနဲ့ပြန်လည်စုံစည်းပြီးတော့ပြောရမယ့်ပွဲပါပဲအရန်ကိုရင်ခုန်နေပါပြီဒါပေမဲ့ one man show လုပ်မဲ့ကာလကိုတော့ကျွန်တော်နှီးတော့မှာပဲကြိုပြီးတော့3လကြိုကြော်ညာပါမယ်ခင်ဗျ အရာရဲ့ teaser video တွေဝေဝေဆာဆာနဲ့ပြည့်သက်တွေစီကိုရောက်ရှိလာမှာဖြစ်ပါတယ်။ one man show ကြရင်လည်းအားလုံးစုံစည်းဖို့တခါလဲဖိတ်ခေါ်ပါတယ်။နှစ်တိုင်းလုတ်သွားတော့မှာပါခင်ဗျာ။ကျွန်တော်ရဲ့တခုတော့ဖြောပြပွဲတွေကိုရန်ကုန်မန္တလေးအစရှိတဲ့မြို့ကြီးတွေမှာနှစ်တိုင်းနှစ်တိုင်း every year တိုင်းရောပေါ့နော်။ဟိုတမှုထူးခြားစွာနဲ့ရောမတူအောင်အကောင်းဆုံးဖြစ်စဉ်ကျပသွားမှာပါဆိုတဲ့အကြောင်းကိုလည်းပြိသက်များကိုတခါလေးတရင်ကောင်းပါပါလေပြောစရာနှစ်သက်ပါပဲ2019ကစပြီးတော့ကျွန်တော်ပြိသက်တွေအတွက်ပေါ့နော်ဟုတ်အမ်ဒီလိုပါပဲခင်ဗျအခွင့်အရေးဆိုတော့လက်မလွတ်တင်ပါဘူးကိုနဲ့ ကိုက်ညီမယ်ကိုနဲ့အဆင်ပြေမယ်ဆိုတဲ့ပြိုင်ပွဲတွေဖြစ်ရင်တချင်းစုပြိုင်ပွဲမှာမဟုတ်ပါဘူး miss ပြိုင်ပွဲအမဲပြိုင်ပွဲဒီတခြားအမှုပညာတက်ဆက်မှုပြိုင်ပွဲတွေမှာလည်းဝင်ရောက်ပြီးတော့ ဟိုရှင်းပြန်ကြစေချင်ပါတယ်နိုင်တာရှုံးတာတဲ့ဟိုဒီရှင်းပြန်ခြင်းသာအဓိကပေါ့နော်အတွေ့အကြုံရအောင်ကျွန်တော်တို့ငငယ်တော့ကလည်းရှင်းပြန်ခဲ့ဥပါတယ်ကျွန်တော်ဆိုရင်အာတချင်းဆိုပြိုင်ပွဲတခုမှကျွန်တော်စုမရခဲ့ပါဘူးယင်ကျွန်တော်ဆိုတော့မဖြစ်ခင်ကာလမှာချင်းဆိုပြိုင်ပွဲကျွန်တော်ရှစ်ခုထက်မနည်းကျွန်တော်ဝင်ပြိုင်ခဲ့ဥပါတယ်ကျွန်တော်တို့ရဲ့ညံပြင်းမှုကြောင့်ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကြောင့်ကျွန်တော်တို့တွေဟိုဒီပြိုင်ပွဲကနေထုတ်ပယ်ခံခဲ့ရတာတွေလည်းအများကြီးရှိပါဒါပေမဲ့ကျွန်တော်တို့ရဲ့မလျှော့သောဇွဲလုံးလာတဲ့လူပညာကိုဝါသနာပါလုံးအကြီးတဲ့စိတ်ဓာတ်တွေကြောင့်ကျွန်တော်တို့ကြိုးစားခဲ့လို့အခုလိုနေရာမျိုးတွေမှာပြည်သက်တဲ့အတူတူဟိုယင်းကြီးခွင့်နေ က်ဆက်ခွင့်တွေရရှိတာဖြစ်ပါတယ်အဲ့တော့ညီငယ်ညီမတွေအားလုံးကိုပြောပြချင်တာတော့ဆွဲရှိရှိလုံလောက်ရရှိရှိပြီးတော့စိတ်ထဲကနေတွေးသားထဲကနေပြီးတော့တောင်းတပြီးတော့အမှုပညာလောက်ကင်မယ်ဆိုရင်တော့အောင်မြင်မှာတော့တည်ကြပါတယ်ဒီအဲ့အတွက်ခုဒရဖူကတင်ဆက်တဲ့ဒီပြိုင်ပွဲကြီးဒီမှာလဲမင်းအောင်ရှင်ပြိုင်ပြီးတော့အမှုပညာလောကထဲကိုအော်ခြေလန်းလှမ်းနိုင်ကြပါစေလို့ကျွန်တော်ကတခါလဲဆုတောင်းပေးပါတယ်အဲ့တော့တရဖူလည်းသူပဲကျေးဇူးတင်ပါတယ်လို့ဒီ မင်းသားမင်းသမီးတွေပေါ်လာတာလည်းကောင်းပါတယ်ခင်ဗျကျွန်တော်တို့လက်တွဲလောက်ရတဲ့သူတွေပို့ပြီးတော့များတဲ့အတွက်ကျွန်တော်တို့ဥပဒေတည်ဆမ်းမှုတွေပို့ပြီးတော့ပြောင်းပြောင်းလာတာပေါ့နော်အဲ့ဒါအထူးပဲကျေးဇူးတင်ပါတယ်လို့အခုလိုပြိုင်ပွဲကြီးဖြစ်လာတာကောင်းပါတယ်လို့ဟုတ်ကဲ့ဒီနှစ်ပေါင်းများစွာတိုင်အောင်နှစ်20တိုင်အောင်ရက်တီလာနိုင်ခဲ့တဲ့တရဖူမဂ္ဂဇင်းမိသားစုပေါ့နော်ဟုတ်ကဲ့အထူးပဲကျေးဇူးတင်ပါတယ်အာအထူးပဲခွန်ယူဝမ်းမြောက်ပါတယ်လို့ပြောချင်ပါတယ်သူတို့ကိုစားပါပြီးတော့ နေပေါင်းများစွာရည်တည်ဖို့ဆိုတာအခက်အခဲတွေအများကြီးကြုံတွေ့ရမှာပဲလေအခုအချိန်ထိကျွန်တော်တို့ဆိုတော့စားဖြစ်တဲ့ကဆိုတော့မဖြစ်ခင်တည်းကရည်တည်လာခဲ့တဲ့တရဖူမကန်စင်းမိသားစုနောက်နှစ်ပေါင်းများစွာတိုင်အောင်ထပ်ပြီးတော့လဲအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျပရိသတ်တွေအတွက်ကျွန်တော်တို့ပြည်သူတွေအတွက်ဟိုအချိုးပြုတဲ့မကန်စင်းတအုပ်ဖြစ်အနေနဲ့ထပ်မှန်ပြီးတော့ရှိပေးပါလို့စူးစမ်းပြီးတော့အာရှေ့ဆက်သွားပါလို့ကျွန်တော်ကအားပေးစကားပြောချင်ပါတယ်ခင်ဗျတရဖူမကန်စင်းနှစ်20ပြည့်မှာဒီနောက်နှစ်ပေါင်းများစွာအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်အမှုပညာရှင်တယောက်အနေနဲ့ကျေးဇူးများရင်တင်ပါတယ်ခင်ဗျ